မရှိမမြင်လို့တော့ဘီလို့အမြင်ရတဲ့ဝတ္ထုတို့လေးကိုဖျက်ပြပေးခြင်းပါလေ။နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ဒီထိုနေ့ကမင်းဝန်တော်ရန်ကိစ္စရှိနေ၍ကိုဇဝနာနဲ့ဆက်၍စကားပြောလို့သေးတော်လေ။စကားဆက်ပြောရန်မကြိုးစားတော့ပဲဟိုတယ်သူ့ဆိုင်ကားနှင့်ပြန်ခဲ့၏။မန္တလေးတောင်မှမန္တလေးဟိုတယ်သူ့ဆိုင်ကားကသည်၁၀ကျပ်ဖြစ်၏။မန္တလေးတောင်ကြီးတွင်ဆိုင်ကားကရှားသည်။ကျွန်တော်ဒီခလန်းလန်းမှဖြတ်သွားသောရှားရှားပါးပါးဆိုင်ကားတစ်စီးကို တွေ့ပြီးလက်ကုပ်တီကခေါ်လိုက်ပြီးဆိုင်ကားစီး၍ပြန်ခဲ့၏။ အကယ်၍ကျွန်တော်ဒီတခြားစိုက်ကားတစ်စီးကိုရွေးချယ်ခွင့်ချိန်မီဟုဆိုပါကယခုဤစိုက်ကားကိုကျွန်တော်မစည်းလိုပါအဘယ်ကြောင့်ဆိုတော့စိုက်ကားဆရာကြီးအသက်ကအတော်လေးအရွယ်ထောက်လာပြီဖြစ်၏ဆရာတရားကိုတွေ့ကြုံ၍ကြောက်ရွံ့နေသောအချိန်တွင်ကျွန်တော်ဒီအရွယ်ထောက်နေသောဆရာစိုက်ကားနှင့်ခီးမသွားလိုပါထို့ကြောင့်မင်းကျွန်တော်ကဆရာကြီးဟာဆရာကြီးစိုက်ကားကြည့်ရတာကျွန်တော်တို့မရေမြကြည့်မလားပဲကျွန်တော်ကလည်းခြားစိုက်ကားရွေးစရာမရှိလို့ဆရာကြီးစိုက်ကားစီးရတာပါ ခုဆိုတော့အခါဆိုက်ကဆရာကြီးကနေမကြည့်ပါဘူးကိုလူရကုသိုလ်ရပါလေခုဆိုပါဤဘာပြုလို့လဲအဗျကျုပ်တို့မိသားစုကဒီလိုလုံးမှထမင်းစားရတာဆိုတော့ဆိုက်ကနေမကောင်းရင်ထမင်းမစားရဘူးပေါ့ဗျာအတဲ့ရွယ်ကလည်းထောက်နေတော့အခုလိုပဲကျွန်တော်ကိုတွေ့ရင်ကျွန်တော်ဆိုက်ကစီးဖို့ဝင်လေးကြတယ်ကျွန်တော်အတွက်ကတော့ကျွန်တော်ဆိုက်ကစီးတာဟာကျွန်တော်ကိုထမင်းကျွေးတာပါပဲလေဒါကြောင့်ကျွန်တော်ဆိုက်ကမစီးပဲလကားပိုက်ဆံပေးသွားရင်တော့ကျွန်တော်မလိုချင်ဘူးဗျပိုက်ဆံပေးတဲ့အတွက် ကျွန်တော်ဘက်ကစေတနာကိုတုံ့ပြန်တဲ့အနေနဲ့နင်းဖို့ကျင်သေးတာပေါ့ဒါကြောင့်ကျွန်တော်ဆိုင်ကားစီးတာကကျွန်တော်ကိုထမင်းကျွေးတာမဟုတ်ငရေမကြည့်ပါဘူးကုလို့ရပါလေလို့ပြောတာပါဆိုင်ကားဆရာကြီးကသူ၏အပြီးတမာကိုရှင်းပြပါ၏ဆရာကြီးတက်ဘလောက်ရှိပြီလဲ69နှစ်အမောင်ရဲ့မောင်ရောကျွန်တော်ကတော့90ထဲမှာပါအော်အော်မောင်ရင်တဲ့ရွယ်အထိကျုပ်ကဘသူ့ကိုမှမကြောက်သေးဘူးမောင်ရဲ့အဲ့ဒီရွယ်မှာကျုပ်ကအတန်ကြီးရှိသေးတယ် အဲ60ကျော်လာမှလူလဲတိတိတတ်တာကိုကြာသွားတာပါပဲ60ကျော်လာမှတိတိတတ်တာကြာသွားတာပါပဲဟုပြောလိုက်တော့စကားကိုပြောရင်ဆိုင်ကဆရာကြီးလေတန်းဒီထိုနေရာတွင်တင်၍ဝင်သွားပါ၏ဖြည်းဖြည်းနဲ့မှဆရာကြီးအားအေးစစ်စစ်ပေါ့ကျွန်တော်ကတော့သွားဆရာရှိလို့ဆိုင်ကစီးတာပဲဒါပေမဲ့ကိစ္စမရှိပါဘူးဆရာကြီးမောရင်လဲဆရာကြီးကဆိုင်ကတက်လက်စီးပေါ့ကျွန်တော်ကစမ်းနေကြည့်မယ်ဗျကျွန်တော်ကဆိုင်ကမနေမှုသေးဘူးဆိုင်ကဆရာကြီးဒီကျွန်တော်စကားကိုကြားတော့အခါနှစ်တက်ဟန်မတူ သူ၏အလုတ်ကုံတိတ်ခါကိုထိခိုက်သည်ဟုထင်မှတ်သွားဟန်တူ၏သို့တော်လေသူကဘာမှဆက်မပြောဘဲနင်းလာ၏မန္တလေးနေသည်ထွက်လာပြီဆိုသည်နှင့်ပူတော့၏ဆိုင်ကားဆရာကြီးမဆိုထားပြီဆိုင်ကားစီလာတော့ကျွန်တော်ဒီပင်ချွေးတပြိုက်ပြိုက်ကျလာ၏ဆိုင်ကားဆရာသည်ဇရာကြီးအထုထောင်းကိုခံထားရပြီဖြစ်တော့လေခွန်အားအသင့်အင့်ကြံနေသည်သူသည်ကြံရှိနေသောခွန်အားဖြင့်ဆိုင်ကားကိုမှန်မှန်နင်းလာ၏ ငယ်ရွယ်သူတို့နင်းလာတော့စိုက်ကား၃လေးစီးကကျွန်တော်တို့စိုက်ကားကိုကြော်၍ကြော်၍သွားတော့လေစိုက်ကားဆရာကြီးသည်ဘယ်လိုမှသဘောမထားပဲအကျော်ခံကနောက်မှမမှန်လိုက်ခဲ့၏တခါတည်းရန်ကျုံးဘက်မှပြေးတိုက်လိုက်တော့လေသည်သူ့ကိုရောကျွန်တော်ကိုပါအနေငယ်လန်းဆန်းစေတော့လေခရီးတော်ပေါက်လာတော့စိုက်ကားဆရာကြီးလည်းမောလာ၏ထို့ကကျွန်တော်ကဆရာကြီးမောပြီလားခုမေးမိ၏စိုက်ကားဆရာကြီးကရပါတယ်ဗျာကျုပ်ကတောင်ကျင်းနဲ့မန္တလေးဟိုတယ်နေနေကြပါအမနာပါနဲ့ အခုဟာကတက်လီနည်းနည်းရလာလို့ပါငငယ်လုံးကဆိုရင်တော့ဗျာဒီစိုက်ကားနဲ့ဒီခီးကိုတော့နင်းမီမသွားဘူးစိုက်ကားကိုထမ်းပြီးတောင်ပြေးသွားနိုင်ပါသေးတယ်ဟုဆိုလေစိုက်ကားဆရာကြီးဒီမန်ကိုတော့ရှော့ဟန်မတူသေးမှန်ပါ ਈ စိုက်ကားဆရာကြီးခန္ဓာဒီတစ်ချိန်ကခွန်အားနဲ့ပြေးသွားခဲ့သူတူဖြစ်ကြောင်းအလွယ်နဲ့သိနိုင်ပါ ਈ သူ၏ခြေတလုံးနဲ့လက်မောင်းသားများကယခုတိုင်ကုန်း၍ကျုံ၍ထနေစေဖြစ်၏သူ၏လက်မောင်းလက်ဖြန့်အကြောများက ျော်ရဲနေသောရေပြားများအောက်မှကုန်းထနေစေဖြစ်၏တခါကတံမာခဲဟန်ရှိသောတချောင်းများကိုလည်းသူ့ထံတွင် တွေ့ရပြီးမျက်နာတွင်က နေလောင်ထားသည့်အရာများကကွက်ထနေသည်ဆိုင်ကဆရာကြီးအမည်မှာဥကန်ထွန်းဟုဆို၏ကန်ထွန်းဟုဆိုတော့လေလက်တွေ့တွင်တော့အသက်68နှစ်သို့ရောက်သည့်တိုင်ကန်ထွန်းသူဟုမဆိုနိုင်သည်ဥကန်ထွန်းသည်သကိုင်းစာတီဟုသိရသည်ဥကန်ထွန်းသည်ငငယ်ရွယ်ရွယ်ကတောင်သူလောက်ကင်ခဲ့သည် တောင်သူလောက်ကငဲ့သည်ဆိုတော့လေအမြင်ခံတာဖြစ်ပြီးလက်တွေ့ရမူအတော်လေးပြေခဲ့တည်ခဲ့ဟန်တို့၏အသက်၁၆နှစ်တွင်တော့ရွာမှအချောစိုးမင်းကလေးကိုခိုးယူပေါင်းတင်ခဲ့ဖို့၏ဒိုမင်းကလေးမှာလက်ထပ်ပြီး၃နှစ်ကြာတွင်မိရင်း၌ဆုံးပါသွားခဲ့၏ဒိုမင်းကလေးဆုံးပါသွားသောအခါဥက္ကန့်ထွန်းသည်ရွာမှထွက်လာပြီးဘကိုးတထုံမုဒ္ဓမတလျှောက်တွင်ခြေတိုင်မဲ့လောက်ကင်စားတော့ကလွတ်လည်ရပြီး၅နှစ်လောက်တွင်ကျိုက်စကောရွာသူတို့နှင့်လက်ဆက်ခဲ့ပြန်သည် ထိုမင်းကလေးနှင့်လည်းတနှစ်ခန့်သာပေါင်းသင်ခဲ့ပြီး क्वे သွားလေသည်ဘုကံထုံးကမိမိသည်အပေါင်းသင်များနှင့်ရောရောင်ပြီးဓမြနှင့်ကြိမ်တိုက်ဖူးသည်အသက်50ခန့်တွင်မန္တလေးမှမျိုးသမီးတူနှင့်ထက်မှန်လက်ထက်ခဲ့ရာအိမ်တောင်ကြပြီးတနှစ်ကြာတွင်မိမိ၌ငပြားယောဂရရှိခဲ့သည်ထိုငပြားယောဂတန်ကိုလှလှကြီးခံစားပြီးသည့်နောက်တွင်မိမိခွန်အားများရုပ်ရွလာခဲ့ရာမှယခုကဲ့သို့ဇရာလက်တွင်သို့တက်ဆင်းခဲ့ရသည်ဟုဆိုပါ၏စိုက်ကဆရာကြီးက အရင်ကကြုံနေအခုကြုတ်ကကွာမှတ်ကွာပါပဲဗျာဟုဆို၏ယခင်ကတော့လူပေါ်ကျော်မိမိခွန်အားဖြင့်ရောက်ရာအရက်တွင်ပူကြခဲ့ရာကြာနှင်းတွေ့တော်မှဥက္ကံထွန်းသည်ကံမထွန်းရှာပဲစိုက်ကနှင်းစားရသောဘဝသို့ရောက်ခဲ့ရဟန်တူ၏ကျွန်တော်သည်လေတံကြက်တစ်ချက်ဆက်တစ်ချက်ဖြင့်စကားပြောလာသောဥက္ကံထွန်း၏အဖြစ်များကိုနားထောင်ရင်းမန္တလေးမြို့ရိုးကျုံနှင့်ပြည်စင်တားများကိုကြည်ကာမန္တလေးမြို့ရိုးကြည်၏ဇေယတရားကိုလည်းရှုမြင်ခဲ့ရပါ၏ တချိန်ကတော့ဤဥခဲရောင်မြို့ရိုကြီးသည်ဤနန်းတော်ကြီးတွင်တစ်တစ်လွင်လွင်ဖြင့်ရှိနေပေလိမ့်မည် မင်းတစ်မင်းလွင်တို့သည်မြို့ရိုကြီးခိုင်ခန့်မှုကိုအကြောင်းပြု၍အတော်လဲမှန်ဝင်ခဲ့ကြမည်ဖြစ်၏ယခုတော့နန်းတော်မြို့ရိုကြီးသည်ဟောင်းနှွမ်းခြင်းဆွေးမြေ့ခြင်းတို့ကိုတရုတ်ဘောကလုံလေပြီးသောနေ့များ၏အထိတ်မှတ်တစ်ခုဖြစ်တာယက်တည်နေပါသည်နန်းတော်မြို့ရိုဟောင်းကြီးနှင့်စိုက်ကားဆရာကြီးကိုကြည့်ရင်ကျွန်တော်သည်ထိုပုဂ္ဂိုလ်ကြီးကိုအားနာလာသည်ကျုံတောင်းတို့ရောက်ရန်အတွက်သိမ့်မွေးတော်သည်ဖြင့် ကျွန်တော်ဒီဆိုက်ကားဆက်မစည်းပဲကုန်းချောင်းဆက်လျှောက်တော့မည်ဟုပြောလိုက်ပါ၏။ဆိုက်ကားဆရာကြီးကရပါသည်ဟုဆိုတော့လေကျွန်တော်ကလမ်းလျှောက်ခြင်းလို့ပါဟုအကြောင်းပြကဆိုက်ကားပေါ်မှဆင်း၍ပိုက်ဆံရှင်ပြီးဆက်လျှောက်လာခဲ့၏။ဆိုက်ကားဆရာကြီးကမူထိုနာကအကြီးပင်ရိပ်တွင်အပန်းဖြေရင်ကြံရစ်ခဲ့၏။ကျွန်တော်ဒီကျုံးချေလမ်းအတိုင်းဆက်လျှောက်လာခဲ့၏။မကြီးရိပ်ဟုသောကော်ဖီဆိုင်လေးတစ်ခုကိုတွေ့ရသည်။ထိုနောက်တော့ကျုံးဤအရှိတောင်တောင်းတဲ့တဲ့သို့ ရောက်ရှိခဲ့၏မန္တလေးနန်းတော်ကျုံ၏အစ်တောင်တောင်ချိုးတွင်စိမ်ပန်းအိုပင်နှစ်ပင်ကို တွေ့ရသည်ထိုစိမ်ပန်းပင်နှစ်ပင်သည် ပို့ထိုးဆေးမြေ၍နေ၏အကိုင်းခဲသုံးလေးကိုင်းလောက်တွင်တော့အရွက်အနည်းငယ်ရှိနေသည်စိမ်ပန်းညီနောင်သည်ဇရာတရား၏နှိမ့်ဆက်ခံရမှုကြောင့်ဖက်ငုံနေသည့်အလားရှိ၏ဖက်ငုံနေသည့်စိမ်ပန်းအိုနှစ်ပင်ကအမြင်ရဆိုသည်တာယာသောကျုံနောက်မြင်ကွင်းအလှကိုဖျက်ဆီးနေ၏အနက်ကတော့ထိုစိမ်မန်းမင်းနှစ်ပင်ကိုတတိမထားမိခဲ့ တခါကအီစိမန်းမင်းနှစ်ပင်ဒီလေမန္တလေးအရှိတောင်ကျုံတောင်ကိုအလှဆင်ရတွေတပင်လုံးရဲရဲတောက်နေသောအပွင့်များဖြင့်ရှေ့တန်းကပါခဲ့ကြမည်ဖြစ်၏အခုတော့ဇရာလက်ချက်ဖြင့်အသက်မထွက်သေးမီစိမ်မန်းညီနောင်သည်ဖက်ကူနေကြသည်ကျွန်တော်သည်ဇရာတရား၏လက်ရာများကိုမရှုမမြင်လိုတော့တတိထား၍ရှုမြင်နေသည်မဤလောကအရာအားလုံးဇရာတရားကမုံမုံညံ့ညံ့ကြအောင်လှုပ်ထားသည့်လက်ရာများကြီးကိုသာ တွေ့မြင်နေရမည်မဟုတ်ပါလား ဘယ်မှာလဲအတရားလို့ညီရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးကြပါလိမ့်။နာတော်တဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ဒီအခန်းသူပြန်ရောက်တော့အခါအကျော်ဆန်းအင်းတို့အတွင်းနာမိမိမျက်နှာကိုမိမိအကြည့်ရဲ့ဒီကိုအားမရတော့ကြောင်းဟိုတယ်အခန်းတွင်ရှိကြည်မှန်တွင်ကိုမျက်နှာကိုဆစ်ဆစ်ဆက်ဆက်ကြည့်မိ၏။မန်နေတွင်တည်တည်ရှာရှာကြည့်မိတော့ကျွန်တော်ဒီပင်ကျွန်တော်မဟုတ်ဒီကိုပို့ရသဘောပေါက်လာသည်။မန်ကိုတော့ကျွန်တော်နေ့စဉ်ကြည့်၏။သို့တော့ကျွန်တော်မျက်နှာကိုကျွန်တော်ဒီ အခုလိုဇယအမြင်ဖြင့်တခါဘူးမျှစစ်စစ်ဆက်ဆက်မကြည့်မိခဲ့ကျွန်တော်၏သပင်များတွင်အဖြူတွေကအများကြီးဒါတောင်ဇနီးဖြစ်သူကသပင်ဖြူတွေ့တိုင်းနှုတ်တက်သည့်အကျင့်ရှိ၏တခါတည်းဘူကောင်များကျိန်းနေအောင်နှုတ်သည်နှုတ်မနေပါနဲ့ကွာငါအသက်ကြီးရင်ငါဖို့လိုသပင်ဖြူတွေကိုဒီတိုင်းထားမယ်လို့စိတ်ကူထားတာခုကျွန်တော်ကဆို၏ကျွန်တော်ဇနီးကသပင်ဖြူများကိုနှုတ်ပြရတွင်ကျွန်တော်ကောင်းမှသပင်ဖြူနေတာထက်ခေါင်းဖြူမိန်မလို့ သူခေါ်ခံရမည်ကိုပို၍စိုးဟန်တူ၏ထို့ကြောင့်လေသူကဤမျှကြိုးစားပန်းစားအားထုတ်နေခြင်းဖြစ်သည်ကျွန်တော်နှင့်တက်တူရွယ်တူဓမြေတဲ့နေတရေတဲ့တော့ငယ်တငယ်ချင်းစာရေးဆရာမောင်သိန်းဆိုင်ကပုံမင်းကြီးလက္ခဏာအစမှဥကောင်းပေါ်တွင်တင်မင်းဤအောင်တစိမ့်ဖြစ်သည်သပင်ပြူများဖွင့်ထူလာခြင်းဟုဆို၏သူကဆက်၍မိမိဤကောင်းပေါ်တွင် အသက်၄၀ကျော်မှစ၍သပင်များတအားဖြူလာ၏တကောင်းလုံးဖြူနေလျင်ကိစ္စမရှိ ဒိုင်းနက်စတီတွေကဘလိတ်ကာရင်တန်လိုဖြူလင်းကြည့်လို့ကောင်းသည်ယခုကျွန်တော်သမင်များကဖာတလုံးကောင်းကြတဲ့ကဥခင်မောင်လိုကိုတော်ွက်ဒီတော်ွက်ဖြူနေ၍ကြည့်ရဘယ်လိုမှမကောင်းထို့ကြောင့်မင်းသမင်ကိုစိတ်မဆိုးခြင်းပဲနဲ့တစ်ခါဆို90ချက်လောက်အကုန်ခံ၍စိုးနေရပါသည်ဟုဆိုပါ၏ဇာယဆရာမောင်သာရကတော့သူ့အသက်90ပြည့်နေမှစ၍ကရုံးပြောင်းအောင်တုံ့ပြန်နေခဲ့သည်မောင်တာရကအသက်90ရွေးမှစ၍သူသည်အဝတ်နှစ်ထည်ကိုတစ်ခုဖြင့် ဆံပေခဲ့သည်ဟုဆို၏ကျွန်တော်သည်မှန်내မှကျွန်တော်ရုပ်သွင်းကိုကျွန်တော်ကြည့်ရင်ကြိုးကြဖြူနေသောသပင်များထဲမှဆံဖြူတစ်ချောင်းကိုဆွဲနှုတ်ကလက်ဝါးပေါ်သို့တင်လိုက်သည်နှုတ်တုံးကအဖြူလက်ထဲပါလာတော့အနက်ဖြစ်နေ၏ဩအနက်ကိုအဖြူထင်လို့ထင်အဖြူကအနက်ဖြစ်လို့ဖြစ်ကျွန်တော်ကငငယ်ကလို့မဟုတ်၍မျက်မှန်ကိုအနည်းရောအဝေးပါဆောင်ထားရသူဖြစ်၏ကျွန်တော်သည်မျက်မှန်မတက်ဖဲနှုတ်၍အဖြူမဲဝေဝဲမှုခက်ခဲသွားရခြင်းဖြစ်ရာ ယခုမှအနီးကမျက်မှန်ကိုယူ၍နှစ်ဘူးမှသပင်ပြူကိုရအောင်နှုတ်လိုက်၏ဆရာမောင်သိန်းဆိုင်ပြောသည်တင်းမင်းအောင်လံသပင်ပြူတစ်ချောင်းတက်ထဲပါလာသည်ဒီဆန်တွေတစ်ကောင်းလုံးဖြူနေရင်မလုပ်ရမည်လေဒီကိစ္စအတွက်တော့သူတည်တနာလုံနေစရာမလိုမောင်သိန်းဆိုင်လိုဆေးဆိုးလျင်ဆိုမောင်တာလာလိုကလုံးပြောင်ရိတ်လျင်ရိတ်ဆရာကြီးတကုံဦးစန်းငွေတို့ဆရာကြီးဦးတော်စင်တို့ပြင်မနာခမောင်ထွေးတို့လိုအဖြူကိုအဖြူတိုင်းထားခြင်းထားဤသုံးလမ်းမှလွယ်ပြီး တခြားရွေးချယ်ရန်လည်းမရှိကျွန်တော်ဒီအသက်40မှစ၍မျက်မှန်စတက်ရ၏တက်ခါစားက125ဒီဂရီလောက်တက်ရတော့လေယခုအနည်း350ဒီဂရီတက်နေရ၏ကျွန်တော်မျက်လုံးများကငယ်စဉ်ကဆိုလျင်အတော့ကိုစူးစူးရှာရှာမြင်၏အနည်းရောဝေးပါကောင်း၏ကျင်ပေါက်နေရင်အဖွားဤအပေါက်ကိုတခါတည်းနှင့်တက်အောင်အချီထိုးနိုင်၏ထို့ကြောင့်လည်းအဖွားကအပေါက်ထိုးခြင်းတိုင်းဟဲ့ချစ်ဆန်ခေါ်ပါဦးမမကြီးကိုခေါ်လိုက်ပါဦး ခုဆိုတတ်၏။ယခုတော့လေကျွန်တော်မျက်စိတို့ကအဖြူနဲ့မဲမတဲကွဲတော့ဘန်ကောက်ကပြန်လာတော့အချီထိုးသည့်ကိရိယာလေးကိုပတ်30ပြည့်၍ဝယ်ခဲ့ရ၏။ထိုကိရိယာက အချီနဲ့အကိုကိရိယာလေးထည့်၍ခလုံးနှိမ့်လိုက်လျင်အချီထိုးပြီးသားအထွက်လာသည်။ဇနီးဖြစ်သူဟာထိုကိရိယာပေးတော့ဇနီးကဒီပစ္စည်းပေးခြင်းကိုသူ့ကိုဇရာထောင်းသူအဖြစ်သဘောထား၍ဝယ်လာခြင်းဟုဆိုကသိမ့်မကျင်းနဲ့။သို့သောလက်တွေ့တွင်တော့ထိုကိရိယာလေးသည်ကျွန်တော်တို့မိသားစုအတွင်း၌ အချီထိုးခြင်း၌အသုံးဝင်နေ၏ကျွန်တော်သည်ကျွန်တော်မျက်နာကိုမှန်ထဲတွင်ကပ်ကြည့်လိုက်၏မျက်ကုံးမွေးများသည် အလွန်မင်းရှည်နေ၏မျက်ကုံးမွေးရှည်ခြင်းကလည်းအသက်ကြီးရင်မှုကိုတက္ကနာတည့်ရဖော်ပြနေခြင်းဖြစ်သည်ယခင်ကတောက်တောက်ပပကြည့်တော့ကျွန်တော်၏မျက်လုံးများသည် မွေးချောင်နေ၏မျက်စိတွင်မှအဖြူသားများသည်လည်းမဖြူတော့အလဲရှိအနက်သားများမှလည်းမနက်တော့ပဲဒီကြောင်ကြောင်ဖြစ်နေ၏အပေါ်မျက်ကွန်သားသည်အောက်သို့တွဲကြကာ မျက်ခုံအရည်ကြီးနှစ်ခုကမျက်လုံးနှစ်ဖက်တွင် အကြည့်ရဆိုးစွာထင်ထင်ရှားရှားပေါ်နေ၏အောက်မျက်ခမ်းသားနှင့်မျက်ရည်အိတ်တို့မှလည်းတွဲကျနေသည်ငယ်စဉ်ကလိုအသားရည်များတင်းတင်းရင်းရင်းမရှိနိုင်တော့သဖြင့်အောက်မျက်ခုံမျက်သားများတွဲကျလာခြင်းဖြစ်သည်ကျွန်တော်မျက်နှာကိုအနီးကပ်၍အသေးချာကြည့်တော့မျက်နှာရည်ပြားပေါ်တွင်ပေါက်ကလေးများထောင်နှင့်တောင်နှင့်ထင်ထင်ရှားရှားပေါ်နေသည်ဒူပေါက်ကလေးများသည်ချွေးရည်ပေါက်ကလေးများအမွေးမြင်တို့ပေါက်ရနေရလေးများဖြစ်ဟန်တူ၏ ယခင်ကယခုလိုမျက်နာတွင်အပေါက်ဆက်သဘောမတွေ့ရပေအခုမှတင်းတင်းရှားရှားတွေ့လာရခြင်းဖြစ်၏ကျွန်တော်၏သဘင်များသာမကမဟုတ်စိတ်များကလည်းဖြူနေ၏မဟုတ်စိတ်များဖြူနေသည်ကိုကျွန်တော်မသိခဲ့မနေ့တိုင်းမဟုတ်စိတ်ကိုပြောင်းအောင်ရိတ်သည်ဖြင့်ကျွန်တော်မသိခဲ့ခြင်းဖြစ်သည်ယခုတော့မနေ့ကလည်းအခန်းအောင်းတွေကမဟုတ်စိတ်မရိတ်ဖြစ်ဒီနေ့လည်းမရိတ်ရသေးသည်ဖြင့်နေ့ရက်စာမဟုတ်စိတ်တို့ကဖြူနေမယ်၊ခွဲပြားပြီးမြင်ရတော့အောင် ရှင်နေပါ၏ ဟုတ်စိတ်တို့ကသပင်ထက်ပို၍ဖြူများနေသည်ကျွန်တော်မျက်နှာကိုကျွန်တော်တည်တည်ရှာရှာကြည့်မိရာပါးကြီးတစ်ခုသည်မေးရုပ်အောက်ထိတွေ့ကြလာခြင်းကမျက်နှာတစ်ခုလုံးတွင် ပိုရုပ်အပေါက်ဆုံးဖြစ်၏ကျွန်တော်မျက်နှာကငငယ်တုံးကတော့ခက်ရှိရှိမျက်မျောဖြစ်သည်အမေကကျွန်တော်မျက်နှာတွယ်တွယ်ကိုပြ၍ကြွားရသည်ကအမော်ကျွန်တော်ကိုယ်တိုင်ကျွန်တော်မျက်နှာပြင်ကိုသဘောကျသည်အခုတော့ပါးနှစ်ဖက်က တွေ့ကြလာသောကြောင့်ကျွန်တော်မျက်နှာသည်အောက်ကား၍အပေါ်ရှူးနေသလိုထင်ရ၏ ထို့ပြင်နဖူးမသပင်များကျွတ်ဆပြောင်ဆဖြစ်နေသောမျက်နှာသည်ယခင်ကနှင့်လုံးဝမတူထို့ကြောင့်လည်းကျွန်တော်ကဩငါဒီပြည်လျင်ငါမဟုတ်ပါလားဟုဆိုခဲ့မိခြင်းဖြစ်ပါ၏ကျွန်တော်နှင့်အနည်း၂၀၃၀ဝဲသွားသောတငယ်ချင်းမိတ်ဆွေများနှင့်တွေ့သောအခါမိတ်ဆွေတိုင်းကကိုချစ်စံခမားကရုံမပြောင်းသေးဘူးဗျအရင်အတိုင်းကျောင်းတုန်းကအတိုင်းပဲဟုဆိုသောစကားပေါ်ကျွန်တော်သည်နှစ်ပေါင်းများစွာရင်မူးကျေနပ်ခဲ့၏ ထို့သောပြောတိုင်းလဲကျွန်တော်သည်အလောင်းစီသူမင်းကြီးလိုငါမအိုသေးဟုအတွင်းချင်းချိတ်ကကျင်းနေနေတဲ့ဤထိုကဲ့သို့ကျင်းနေစိတ်ပေါ်လာတိုင်းကျွန်တော်သည်စိတ်ကြီးဝင်ကတရင်တောင်ကြီးတွင်မြင်းစည်းကျင်စိတ်များပင်ပေါ်ခဲ့ဤအိုအရင်ဘက်သို့ပြောင်းခဲ့ပြီဟုဆိုတော်လဲကျွန်တော်ဤသွားများကတော့အကောင်းရှိသေးဤကြားလုံးစားတော့ကျွန်တော်သားများနှင့်ကျွန်တော်သွားဆရာဝန်ထံရောက်တိုင်းဆရာဝန်ကဟိကောင်လေးမင်းဖြေသွားကိုကြည့်ပေါက်ပြားတွေတော့ဝါးစားလို့တော့ရသေးတယ် မင်းတို့သွားတွေကငငယ်ပြေပြေနဲ့တခုမှမကောင်းဘူးအဲ့ဒါတခြားစားလို့သွားမတိုက်လို့ကွာဟု ပြောတတ်၏ထိုခါများတွင်ကျွန်တော်သည်အထူးပင်ကျင်တဲ့အခါတကယ်ပင် ပေါက်ပြားများကိုဝါးကြည့်လို့စိတ်ပေါ်လာတတ်ပါ၏ကျွန်တော်အသားတယောက်ကတော့ထို့သို့ခဏခဏပြောခံရသည်ကိုမကျေနပ်၍အဖေပေါက်ပြားတစ်ပြားလောက်စားပြစမ်းပါဟုဆို၍စားမပြဘူးဟု၍မထင်ပါနှင့်အလားတူပြည့်ရက်တစ်ခုရှိဘူး၏ မကြသေးမီကအမေရိကန်တွင် အသက်80ကျော်အဖိုးတူကဆရာဝန်ထံသား၍စစ်ဆေးရာဆရာဝန်ကအင်းအဖကျမ်းမကြီးကအကောင်းကြီးရှိသေးတယ်55ထက်တိုက်ပေါ်ကခုံချဘာမှမဖြစ်ဘူးခုစကားအဖြစ်ပြောလိုက်ရာထိုအဖိုးကြီးဒီတကယ်ပင်55ထက်တိုက်ပေါ်မှခုံချ၍မတည်ကောင်းမပြောက်ကောင်းကဘာကျော်တရင်တည့်ရဖြစ်ခဲ့ရဘူး၏တကယ်တော့လေထိုစိတ်ဓာတ်တို့မှာမိမိအိုမင်းရင်ရုံမှုကိုဖုံးကွယ်ခြင်းရမှပေါ်ပေါက်လာသောစိတ်များဖြစ်ပါ၏ နေစဉ်နဲ့အမျှလည်းလူသားတို့သည်မိမိတို့၏အိုမင်းရင်ရမှုများကိုငွေကြီးကလေးကအကုန်ခံ၍ဘုံကွယ်နေကြ၏တကဘာလုံးကြီးဇမင်အလှပြင်ဆိုင်များမျက်နှာအလှပြင်ဆိုင်များ အသားရည်ပြုပြင်သည့်ဆိုင်များပလတ်စတစ်ဆာဂျရီလုပ်ဌာနများအလှစီမျက်နှာချေမိတ်ကပ်ပါဆိုးစီနှာခမ်းဆိုးစီခေါင်းဆိုးစီရေမွေးနံ့တာလုံးနံ့တာကေစသည့်အလှပြင်ပစ္စည်းအသိအတန်းမကကိုထုတ်လုပ်နေသည့်စက်ယုံများ အလှပြင်ဌာနများအယောင်းဆိုင်များအလုံးသည်လူသားတို့ကမိမိတို့၏ပုံမင်းရင်ရုံမှုကိုဖုံးကွယ်ရန်အပတ်တကုတ်ဂျိုးပန်းနေရဌာနများဖြစ်၏၎င်းလုပ်ငန်းသည်ကဘာစင်ဆက်အတိန်ကောခဲ့သောတွင်ကျဲသည့်စီးပွားရေးလုပ်ငန်းကြီးဖြစ်၏ဒေါ်တိတနကားနှင့်နေရီကန် တင်မောင်ထွေးတို့သည်လူတိုင်း၌လှကျင်သောစိတ်ဓာတ်မရှိပါကငတ်တည်ဖို့သာရှိမည်သူများတွင်လှကျင်ပါနေသောစိတ်မရှိပါကရေဗလွန်နှင့်မက်ဖက်တာကုမ္ပဏီကြီးများလည်းပေါ်လာဝယ်ရာမရှိ ်အခုတော့အလှပြင်သမများလှပြင်သမားများအားလုံးစီးပွားဖြစ်နေကြ၏လှပြင်လုပ်ငန်းကိုယခုလုပ်နေသူများသာမက နောင်ဆက်၍လုပ်မည်သူတို့သည်လည်းစီးပွားဖြစ်ကြမည်သာဖြစ်၏သူတို့သည်သူတို့၏အိုးရုပ်ဖုံးလုပ်ငန်းများတွင်သူတို့ဝင်ဝေ၏ရာဂိုင်းတို့များပြားကိုရရရရသုံးဆွဲပြနေကြပါ၏တကယ်တော့မျက်နှာချေမိကဲရင်မွေးနှံသာစသည်တို့ဖြင့်အလှချေလုပ်ငန်းသည်အိုမင်းရင်ရုံမှုကိုယာယီအားဖြင့်ဖုံးကွယ်၍ထားနိုင်ဒီမှာလဲ အမှန်ဖြစ်၏ Prince and Princess ကိုစံဒီဆိုလျင် ရန်ကုန်၌အလှပညာတွင်ဘရင်တစုဖြစ်၏ကိုစံဒီကိုကျွန်တော်တို့ကမာမီဆန်ဟုခြေစနိုးခေါ်ကြ၏သူကလှနေသည်ကိုပင်ပိုလှအောင်လှသည်တည်းလှအောင်ပြင်နိုင်၏မမို့ဤနုနုလေးအလှကိုမာမီဆန်ကပပလေးပြင်ပေးရာမမို့မြင်အောင်သည် သူမတူအောင်ပို၍လှလာ၏သို့သောဦးဇေယျရုပ်ကိုကထောက်စင်ဖုံးအုပ်ထားပြီးမရပါဘူး ဇရာသည်အချိန်နှင့်အမျှနှုတ်ပြမှုအလုံးကိုဝါမြုံနေပါ၏ထို့ကြောင့်လေမာမီဆန်ကိုတိုင် ကိုတင်မောင်ထွေးကိုတိုင်ဒေါ်တီတို့ကိုတိုင်သည်လည်းယခုတော့ဇရာမင်းသားနှင့်နှစ်ပါးသွားနေရပြီမဟုတ်ပါလားကျွန်တော်ဒီအခန်းထဲတွင်မိမိကိုမိမိကြည့်၍ဇရာတရားကိုစဉ်းစားနေရမှ ကိုမျက်နှာကိုစစ်စစ်မကြည့်ဝန်းတော့ပဲမျက်နှာလွဲကအိရာပေါ်သို့လှဲချလိုက်မိပါ၏။တေခြင်းတရားဒီတမကဇရာတရားဒီလေကြောက်ကြောက်ကောင်း၏ ဇယတရားကင်းရှင်းရရဟူသည်ဤလောက၌မရှိငွေပြီနောက်တနေ့တွင်မငါသည်တရက်စာဥပီးသူပါတကားမနက်ကပင်စင်သားကြီးများနှင့်တွေ့ပြီးမင်းကလေးငယ်တစုနောက်သို့ကောက်ကောက်ပါအောင်လိုက်ခဲ့၍အမောဆိုင်လာသည်မှစ၍ဇယတရားသည် ကျွန်တော်ကိုချောက်လန့်ခဲ့သည်မှယခုတိုင်ဖြစ်၏ကျွန်တော်သည်အခန်းထဲတွင်တယောက်တည်းရှိနေသည်မို့ဇယတရားကိုပို၍ကြောက်ရွံ့လာမိသည်ထို့ကြောင့်လည်းစိတ်ပြေလက်ပြောက် မဂ္ဂဇင်းစာအုပ်တို့ကို ကောက်ကင်လိုက်ရ၏မဂ္ဂဇင်းဖုံးကားတော့နုနယ်ပြိုမြင့်သည့်တက်တစ္ဆရုပ်ရှင်ဝါဒနာဟုမိန်ကလေးတူဦး၏ပုံဖြစ်သည်ကျွန်တော်သည်လှပသောထုံမိန်ကလေးကိုစိတ်စိတ်ဆက်ဆက်ကြည့်ကဩော်ဤမြလှပနုနယ်သောကလေးမလေးသည်လည်းအချိန်တွင်တော့ပိုရအောင်မြင်မဟုတ်ပါလားဟု တွေ့ရင်စာအုပ်အတွင်ဘက်သို့လှန်လိုက်နှီး၏စာအုပ်အတွင်ဘက်သို့လှန်လိုက်သောအခါမဂ္ဂဇင်းစာမျက်နှာပြည့်ကြိုက်ပေးထားသော ရုပ်ရှင်မင်းသမီးကျော်ချိုပြုံး၏ပချိုင်ကြီးပေါ်အောင်ပြုံးနေသည့်မတ်ချိုပြုံးပုံကိုတွေ့ရ၏။နောက်ထိုစာအုပ်ထဲတွင်ဒေါခင်ယုမေ၏ပုံလဲပါ၏။တရွတ်ပြီးတရွတ်ဆက်လန်ကြည့်တော့ရုပ်ရှင်မင်းသမီးကြီးအော်ဒရီဟာဘင်ပုံကြီးကိုပြုံးကနေတွေ့လိုက်ရ၏။ကျွန်တော်သည်အော်ဒရီဟာဘင်၏ပုံက မကြည့်ရမမြင်ရစရာဖြစ်နေသည်။အော်ဒရီဟာဘင်ဆိုလျင်ရိုမန်ဟောလီဒေးတွင်တကယ်ရှမ်းရှမ်းတောက်ခဲ့သော အင်္ဂလိပ်မင်းသမီးတစ်လက်ဖြစ်၏။ သူသည် Roman Holiday ၌ Gregory ဘက်နှင့်တွဲ၍ကဘာကျော်ခဲ့၏။ယခုတော့ Gregory ဘက်လည်းလူကြီးဘဝရောက်နေပြီဖြစ်၏။ Audrey Harbin ကိုနောက်ဆုံးကြည့်ရသည့်ကားတွင် Audrey Harbin သည်တကယ်တရုတ်ဆောင်ကောင်းသူတည်တည်လှလှချစ်စရာကောင်းသောမင်းသမီးတစ်လက်အဖြစ်တွေ့မြင်ခဲ့ရသေး၏။ယခုတော့အဖာကြီးတရား၏ရုပ်ရည်မျိုးကိုကြာရောက်ကဗျာတိစရာမရဏလောင်ချိုင်တွင်သို့တက်ဆင်းနေရရှာတော့မင်းသမီးကျော်ဟော်ဒရီဟာဘင်၏ပုံက မြင်မကောင်းကြည့်မကောင်းလောက်အောင်ဖြစ်နေ၏သူဤဘုံသူဤရုပ်ရည်သည်အိုမင်းလွန်ကဲ့သို့မိမဦးကြီးတူဘဝသို့တက်ဆင်းနေရပါသည်ဇရာတရားကိုအဘယ်သူသည်ရှောင်လို့ပြေးနိုင်ပါမည်နည်းမိမသားတို့ဤအလှတရားများစုဝေးရာအလှဘီယမကလီယိုပက်ထရာအဖြစ်တခွက်တလီမှချွတ်ချော်မှုမရှိအောင်တရုတ်ဆောင်ခဲ့သူအလှမင်းသမီးအဲလီစဘက်တေလာသည်ပင်အခုတော့ဇရာတရားကအညာတာအတနာမဖက်ဖဲရက်ဆက်ပြနေပြီမဟုတ်ပါလား တခါကကာလာသားတို့၏အသေးဆွဲဖြစ်ခဲ့သူ ပရိจิตဘာတော်ကိုဇေယတရားကထူထောင်ခဲ့ပြီးမို့အခုတော့ဘာတော်ရှင်နေပုံကိုမြင်ရသည်မှလည်းတန်ဝေကယူဇေယဖြစ်နေပါ၏ထို့ကြောင့်လည်းဇေယတရား၏ဝါမျိုးမှုကိုစတင်ရင်ဆိုင်နေရပြီဖြစ်တော့ရုပ်ရှင်မင်းသမီးကျော်ချူပြုံးကသူ၏ဆရာရင်ကိုဝင်းဦးနှင့်ပတ်သက်၍မဟေဒီမက်ကဇင်းနှင့်တွေ့ဆုံရတွင်ဆရာတို့ရဲ့မက်ရှူရုပ်ကိုကြည့်လေလူတယောက်ကိုဆရာကအလိုမတူပဲဝါမျိုးနေတာဟာနေ့စဉ်နဲ့အမျှပါပဲရှင် ဟုဆို၏ရုပ်ရှင်မင်းသမီးကြီးဒေါခင်ယုမေဆိုလျင်ကျွန်တော်တို့ခေကျွန်တော်တို့အခါကကျွန်တော်တို့အသေးဆွေးခဲ့ရသော ရုပ်ရှင်မင်းသမီးကျော်တလဲဖြစ်ပါ၏ဒေါခင်ယုမေကလှသည် သူ့လှကကြက်တီလည်းရှိသည်သူ့ရဲ့နှင်းသူ့ကိုနေထားကအိုက်ဖက်သည် သူက သူ့လှကိုရိုးရိုးကလေးနှင့်ယဉ်အောင်ပြင်နိုင်၏သူပြင်လိုက်ပြီဆိုပါကအရက်သူလေးများက သူ့လိုလိုက်၍ပြင်ရလောက်အောင်အနှဆင်တတ်သူဖြစ်၏ယခုတော့ခင်ယုမေသည်ပင် တပက်ကလေးပက်ကသချင်းဆူနေရသည်ဒေါခင်ယူမေဒီအချို့ဆက်တာမကတွားလှသောမင်းသမီးတစ်လက်ဖြစ်၏ကျွန်တော်တို့ငယ်စဉ်ကဒေါခင်ယူမေဤကျွေစီလေးများလိုစီရင်နေသောတွားလေးများကိုအလုံးသဘောကျခဲ့ကြ၏ပိုင်းလေးတခွေခွေအေးတဲ့မြစ်ပေါ်ရိုင်းနေစဉ်ရဟူသောသချင်းကိုဒေါခင်ယူမေဒီသူ့နှခမ်းလေးများနှင့်လုံအောင်ဆူခဲ့၏ထို့ကြောင့်လေနားထောင်၍ကောင်းသည်ယခုတော့ပိုင်းလေးတခွေခွေ အေးတဲ့မြစ်ပေါ်ဟူသောစာသားကို ပြည်မကြားရသည်မှာငငယ်ကမင်းသမီးကျော်ခင်ယူမည်ဆိုသလိုမဟုတ်အချောလှတွင်ကျွန်တော်တို့ကိုးကွယ်ခဲ့သောမင်းသမီးတစ်လက်လည်းရှိသေး၏သူကတော့အားလုံးထဲတွင် အချောဆုံးအလှဆုံးမင်းသမီးပြင်မနာသူပြင်မနာမဲခင်တန်းသူဖြစ်၏ခင်တန်းသူခင်ယူမည်ဖြာပုံမဲတင်နေ၏အစရှိသောမင်းသမီးတို့၏ပုံများသည်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝကအခန်းနံရံတွင်ကော်နှင်းကပ်တန်းနှင်းချိတ်တွေ၍ကြည့်ရှု၏နုပြုံမှုလှတရားများအတွက် စံထားရသောပုံများဖြစ်၏အခုတော့ဒေါကင်တန်းသူဒီလေတခွားရင်မိကဲ့အတွက်ကြောင်ညာစကားကိုထက်ထက်ဆိုနေပါတော့လေကျွန်တော်တို့ခေကျွန်တော်တို့အခါကမကင်တန်းသူမဟုတ်တော့ဒေါ်ဝါဝင်းရွှေတယောက်ကတော့ဇရာကိုဖုံးပြီလျက်မင်းသားကလေးများနဲ့27နှစ်သမီးလိုတယောက်ဆောင်နေသေးဖြစ်ကျွန်တော်ကစန္ဒာမက်ကဇင်းတွင် အဖွားကြီးဟုခေါ်ခဲ့မိဒီကို သူကမဝါကနှုတ်ပြိုစေတက်ဆက်စေဟုဆိုခဲ့တော်လေတက်ဆက်ထဲမှာပင်ဇရာဆိုတာဘယ်သူမှ ထိန်းထားလို့မှမရတာဟုတံဝေကစကားတော်ဆိုခဲ့ပါသေး၏ဒေါ်ဝါဝင်းရွှေသည်ဆရာကြီးဦးအောင်ဖေညွန့်၏ယူပဗေဒတင်တန်းတွင်1960ပြည့်ဝန်းကျင်ကကျူရှင်တက်ခဲ့ဘူး၏ဒုက္ခတော်ကသူသည်ညွန့်ညွရရလေးလာခဲ့သူဖြစ်၏ကြွကြွရရရလေးအလှကြွယ်ခဲ့သူဖြစ်၏ဒုက္ခကလေးကတကယ်ကိုတဘာဝတရားကချက်ချက်ရရလေးချက်เสียရမလို့ ဇေယတရားကမျက်နှာသာပြေးထားမှုကို ခံခဲ့ရသူဖြစ်သည်ဖြင့်မှတ်ဝါသည်အလှထည့်ခဲ့သူဖြစ်၏ဘယ်လိုပင်ညှင်းဆူစေကမူအခုတော့မှတ်ဝါသည်လည်းကိုတုံးကမှတ်ဝါမဟုတ်တော့သည်မှာတေချာလှပါ၏တည်တော့ဘယ်မှာလဲအစဉ်မြဲနေသည့်နှုတ်ပြိုခြင်းဘယ်မှာလဲအစဉ်မြဲနေသည့်အလှအလှပအနုယင်ဟုတည်းများအစဉ်မြဲနေတာပါဟုဆိုပါကဇေယတရားကတဟဟရင်မော၍တောင်းနေမိဖြစ်ပါသည် ဒီနေ့ဖတ်ပြခဲ့တဲ့ဝိထုတို့လေးများကိုချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ